ပခုတ်ကူကြက်သွန်နေဈေးကွက်တွင်ယခုနိုဝင်ဘာလလယ်ပိုင်းမှာကွန်ရောင်းမှုများပြားပြီးဈေးနှုန်းထက်မှန်ကျဆင်းလာရာအမြင့်ဆုံးတပိတ်သာကျက်800ဝန်းကျင်သာပေါက်ဈေးရှိကြောင်းသိရပါသည်။နိုဝင်ဘာလဇန်နဝါရီတပိတ်သာကျက်1100ဝန်းကျင်ပေါက်ဈေးရှိခဲ့ရမှာဝယ်လက်ဝယ်ယူနိုင်မဲ့ဈေးတန်းအထိဈေးချရောင်းချခဲ့ခြင်းကြောင့်ဈေးနှုန်းကျဆင်းလာခြင်းဖြစ်တယ်လို့သိရပါသည်။ဒီရပိုင်းကျက်သွန်ကအနည်းဆုံးပိတ်သာချိန်9000လောက်ပုံမှန်ဝင်တယ်။တချို့ရက်ဆိုပိတ်သာချိန်3000လောက်ဝင်တယ်။ရာသီပိတ်ကုန်ဝင်များတော့ ုံတယ်ကအဝယ်သမားမရှိပဲမဝယ်ရဲဘူးချိန်စားဝယ်ရတယ်တောင်သူဈေးချရောင်းနိုင်ရင်တော့ရောင်းရပါတယ်လက်ရှိကပြည်တွင်းသုံးအဓိကဝယ်တယ်ဗီယက်နမ်သမားတွေဈေးကြိုက်လဲဝယ်ကြပါတယ်ဈေးတန်းရတော့နေတယ်တောင်သူကုံတဲ့အဆင်မပြေပါဘူးလို့ပခုတ်ကူမျိုးမှာစက်သွန်ရောင်းဝယ်ရေလုပ်ကင်သူတူကပြောကြားခဲ့ပါတယ်ပခုတ်ကူစက်သွန်နေဈေးကွက်တွင်ပိတ်တာချိန်9000ကျော်ဝင်ရောက်တဲ့နွေမာလာ14ရက်တွင်ဂျွန်သေးတပိတ်တာစက်300ခန်းဂျွန်လက်တပိတ်တာစက်400မှ600ဂျော်ကြီးတပိတ်တာစက်900မှ800ပေါက်ဈေးရှိတယ်လို့သိရပါတယ် ပခုတ်ကိုကြက်တုံနေဈေးကွက်အတွင်းရခင်ကရခိုင်ဝယ်လက်တမူးဝယ်လက်မူဆယ်ဝယ်လက်နဲ့မြောက်ရီဝယ်လက်များဝယ်ယူမှုရှိတော်လဲယခုနောက်ပိုင်းတွင်အဆိုပါဝယ်လက်များဝယ်ယူမှုနေပါနေကြောင်းသိရပါဗျ။ပခုတ်ကိုကြက်တုံနေဈေးကွက်တွင်ຫນွေကြက်တုံဈေးကြတဲ့အတွက်မိုးကြက်တုံ site တောင်သူများမှစိုက်အားရော့သွားပြီးယခုနှစ်တွင်မိုးကြက်တုံတဲ့အထွတ်နှုန်းရော့ကျနိုင်ကြောင်းသိရပါဗျ။